အင်ဂျင်လာပရိသတ်များမင်္ဂလာပါရှင်။ယခုဒီဗီဒီယိုမှာတော့ဆရာကြီးမောင်ထင်ရဲ့ဂုံးနိုင်ငံရေးစောင်းပါကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီစောင်းပါကတော့ဇေယမိုးစာအုပ်တိုက်ကနေ2019ခုနှစ်မတ်လမှာထုတ်ဝေတဲ့ကျမဒီမိုကရေစီဆိုတဲ့စာအုပ်မှာပါရှိတဲ့စောင်းပါတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဒီစောင်းပါကိုဖတ်ရှုချင်တယ်ဆိုရင်တော့ The Airwary သတင်းဌာနရဲ့ website မှာလည်းဖော်ပြထားတာရှိပါတယ်။ကျမတို့ရဲ့ channel မှာ link ချပေးထားပါတယ်။ကြောက်ရောက်ပြီးတော့ဖတ်ရှုလည်လာနိုင်ပါတယ်။ ဒါဆိုရင်ဆရာကြီးမောင်ထိန်ရဲ့ဂုံနိုင်ငံရေးဆိုတဲ့စောင်းပါကို စတင်နားဆင်ကြည့်ကြရအောင်ရှင်။ရှေးမြန်မာတရားဓမ္မတတ်တို့၌ဂုံစကားမြကိုတရားမအောင်စေရဟုသောလက်တုံးစကားတစ်ခုရှိသည်။အတိတ်ဘယ်မှာဂုံကျော်စကားကိုမူတည်၍တရားအနိုင်မပေးသင်ဟု၏။စည်းတဲ့တွင်ငစိမ့်တယ်များတန်းတုပ်ရင်အတင်းပြောသည့်စကားမျိုးကိုယခုခေတ်တရားဓမ္မတတ်တို့၌တသက်ကံမဝင်းဟူ၍ပင် တွေဖြင့်တခါတည်းပယ်ထားသည်သို့ရာတွင်ယခုခေတ်ကျွန်တော်တို့နိုင်ငံ၌ဂုံချောချင်းကိုအခြေတည်၍တိုင်းရေးပြည်ရေးလှုပ်ဆောင်ခြင်းကိုပင်လျင်နိုင်ငံရေးခေါင်းဆောင်မှုပေးနေသည်ဟု ဆိုရမည်ကဲ့သို့ဖြစ်နေသည်အဘဲကြောင့်ဆိုသောလူမှုကိုလမ်းညွန်ပေးသည်ဆိုသော နိုင်ငံရေးသမားတို့သည် ရေးမှုရအဖြစ်ပိတုနာဝါစာတီးဟုသောဂုံချောစကား၏ဆက်ကွင်းမှလွတ်အောင်ရုံးနိုင်ခြင်းကမတက်နိုင်ရှာသောကြောင့်ဖြစ်သည် ကျွန်ုပ်တို့၏ပဝန်းကျင်တွင် လူလောကအကြောင်းကို မသိတတ်သောသူတို့ရှိကြသည်သူတို့သည်များသောအားဖြင့်လူယိုးလူအများဖြစ်သည်မိမိကမဟုတ်မမှန်လောက်ကျန်၍ချောပြစ်ခြင်းကိုမပြုတတ်သည့်အလျောက်တပါးသူတို့ကိုလည်းမိမိတို့ကဲ့သို့ပင်မဟုတ်မမှန်လောက်ကျန်၍ချောပြစ်ခြင်းကိုမပြုဟုလှေနံသားထက်မှတ်ထားကြသည် ုကဲ့သို့သောလူလောကအကြောင်းနားမလည်သူတို့သည်ဂုံချောစကားကိုဖျားဟောတကဲ့သို့ယုံမှန်ပြီးလျင်ဂုံစကားကိုအခြေပြု၍ဆုံးဖြတ်ချက်ချလေရှိသည်ဤလူလောကအကြောင်းမသိသူတို့ကသဘောရိုးဖြင့်ဂုံချောခြင်းကိုယုံကြည်ကြသည်မှာအပြည့်ဟုမဆိုသာချေသို့သောဤကဲ့သို့သောလူမျိုးသည် လူပောင်အဖွဲအစည်းကိုစေတနာယိုးစေတနာကောင်းနှင့်ဖြတ်စည်းတတ်သူဖြစ်ချေသည်ထို့ပြင် ျွန်ုပ်တို့၏လူလောကထဲတွင်မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့်ပိုင်းခြားဝေဖန်ခြင်းမပြုတ်တတ်သူတို့လည်းရှိသေးသည်ထိုသူမျိုးသည်ဂုံစကားဟုသမျှကိုအမှန်ယူပေးလျင်ဆုံးဖြတ်ချက်ချတတ်ရုံမျှမကသည်မိမိ၏ကိုယ်ပိုင်ဉာဏ်မရှိသောကြောင့်ဂုံချောသူကိုပင်ဆရာတင်၍အလောက်လောက်တတ်သည်ဤကဲ့သို့သော လူသားမျိုးသည် အလွန်ကြောက်စရာကောင်းသည် စိတ်ထင်လျင်ထင်သလိုမထင်လျင်မထင်သလိုတကြိမ်ကအတွင်း၌စိတ်အမျိုးမျိုးပြောင်းလဲပြီးလျင်နောက်ဆုံး၌အရာမတည်ရင်ရှင်ရေးကိစ္စကိုတံပိုးမရှိသော သူတို့အတင်းပြောချက်အပေါ်၌အခြေပြု၍ဆုံးဖြတ်တတ်သည်တပန်တုံလဲထိုလူစားမျိုးထက်ကြောက်စရာကောင်းသူကိုလဲကျွန်ုပ်တို့တွေ့ရတတ်သည်ဤလူစားမျိုးက သူတပားတို့၏ခုံစကားကိုအရင်ပြု၍စားပေါရှာခြင်းအခွင့်ရေးရှာခြင်းရာဒူးလူခြင်းအာနာလူခြင်းဟူသည်တို့ကို ပြုနေတော်သူသည်တို့လူမျိုးမှာတမင်သက်သက်ရုံမာသူမျိုးဖြစ်လေရာတိုင်းပြည်ပြတ်မလောက်ဖြစ်ပြီဟုဆိုလျင်သူတို့ပင်လျင်လူတို့တရက်လုံးကိုခြေပေါ်ဝါအောင်ချ၍လွှမ်းမိုးလာတတ်သည်ပြဆိုပါနိုင်ငံရေးသမားတို့၏အတွင်းရန်သုံးမျိုးသည်ယနေ့နိုင်ငံရေးလောကကိုဖျက်ဆီးနေကြသည် နိုင်ငံရေးလောကဟုကျွန်တော်တို့ဤစီမီကွက်မြန်မာနိုင်ငံကလေးကိုသာကွက်၍ဆိုသည်မဟုတ်တကဘာလုံးရှိနိုင်ငံရေးလောကတို့ကိုဂုံးသည်ဖြက်စည်းလျက်ရှိသည်ဤအခြေခံသဘောကိုမယိမ့်မိမသိရှိသောသူတို့သည်ဤခေတ်နိုင်ငံရေးကိုအဂတိ၄ပါးကြောင့်မကောင်းမှု၍၎င်းမြက်ပတ်ချင်းကြောင့်မကောင်းမှု၍၎င်းအာကာရတရားကြောင့်မကောင်းမှု၍၎င်းအကြောင်းအမျိုးမျိုးပြကားညှိတွားကြသည် စင်ကျဲထိုအကြောင်းတရားတို့ကို ယူဆောင်လာသူမှာဂုံးပင်ဖြစ်လေတော့သည်ကျွန်တော်ငယ်စဉ်ကအလုတ်လုတ်ခဲ့ရဝဲအရေးပိုင်တူကကျွန်တော်ကို အလုတ်တင်ပေးရင်ပြောဘူးသည်မြန်မာနိုင်ငံကပြစ်စာနိုင်ငံပဲပြစ်စာဟုသမ ्या ကိုအမှန်ကြီးသာယူဆရရင်တနိုင်ငံလုံးမှာလူကောင်းသူကောင်းတရားမှရှာတွေ့တော့မှာမဟုတ်ဘူးပြစ်စာပြစ်တဲ့လူသားမျိုးဟာကိုမဟုတ်တာလုပ်နေတာကို လူမသိအောင်သူတစ်ပါးကိုဥအောင်ဆွဆွဲတတ်တဲ့လူသားမျိုးပဲ ဒီလူစားမျိုးလှုပ်တဲ့အလုပ်ဟာအင်မတန်တရေဘောနေတဲ့သူတို့ရဲ့အလုပ်ပဲဒီတော့အလောက်ခွေမှာလူတလုံးတူတလုံးဖြစ်ချင်းနှစ်ဖက်စကားနှစ်ဖက်နားနဲ့နားထောင်ပြီးကိုယ်ပိုင်ညာနဲ့အဆုံးဖြတ်ပေးနိုင်အောင်ကြုံးစားရမယ်ဤစကားသည်အလွန်အဖိုးတန်သောစကားဖြစ်၏အထူးသဖြင့်တရားသူကြီးအလုံး၌ကျင့်သားရလာသောအခါကျွန်တော်သည်သူအရေးပါ၏ဩဝါဒကိုပို၍သဘောပေါက်လာပါသည် ဒီကဲ့သို့သဘောပေါက်လာသည့်အလျောက်တောင်ဝန်ကြီးကြီးထမ်းရွက်၍လူကြီးလုံနေကြသောပုံကိုယ်တို့နှင့်တွေ့လျင်ထိုလူပုံကိုယ်တို့သည်နှစ်ဖက်စကားနှစ်ဖက်နားနှင့်နားထောင်တကြလိမ့်မည်ဟုယုံကြည်မိပါသည်သို့သောကျွန်တော်ပဲမနှူးမနှက်သေး၍လော အဆိုပါလူကြီးဆိုသူတို့ပဲလျင်ဆရာကောင်းတမားကောင်းတို့နှင့်မတွေ့ဘူး၍လော မပြောတတ်ပါရေဘူးရအဖြစ်ကျွန်တော်တွေ့ဘူးသူတို့သည် ပူးအောင်ပြောတတ်သူကိုအနိုင်ပေး၍တဖက်စကားတဖက်နားနဲ့ဆုံးဖြတ်တက်တည်တာများပါသည်ထိုအခါမျိုး၌ကျွန်တော်သည်ငါဆရာငါကိုတင်ပေးတာဟုတ်မဟုတ်ပါမလားဟူ၍ပင်တွေးဟဖြစ်ခဲ့ရပါသည်အထူးသဖြင့်စကားကိုနားထောင်ပြီးလျင်ကြံတဖက်သားကိုဖြည့်ရှင်းခွင့်မပေးတတ်သောလူကြီးအမိခံပုပ်ကိုယ်တို့လောက်ပုံကင်ဝုံကိုပူပူကက်ကက်လေ့လာသောအခါ စိတ်အပြက်ကြီးပြက်မိခဲ့ပါသည်ဦးစီးခေါင်းဆောင်ပြုရသော ပုံကိုယ်သည်ကိုပိုင်ညံဖြင့်ပိုင်းခြားဝေဖန်နိုင်ခြင်းမရှိလျင်ဂုံလောကကိုမြေတောင်မြောက်ပေးနေသည်နှင့်သာတူလေသည် လူကြီးလောက်သူကတစုံတယောက်သောသူကိုယုံကြည်စိတ်ချသည်ဟု၍တာဝန်ပေးသည်ထောက်တောင်းဝန်ပေးသူသည်တဖက်စကားကိုယုံလွယ်သည်ဆိုပါကဂုံးကောင်သည် တောင်းကြားကနေလှဲ့၍ဝင်လာတတ်သည် ထို့နောက်ဂုံးကောင်သည်ပြည်သူနာဝါစာတိုက်ပွဲကိုဆင်စမြဲဖြစ်သည်ဒီလူက လူတော်ပါပဲမြို့ပေမဲ့ငွေချင်းရင်းနဲ့ကြတော့စိတ်ချရပါမလားဟုဂုံးသမားကဆို၏ဒီလူကိုစိတ်မချရလျင်ဒီလူသည်လက်စားသလားအလွဲသုံးစားဖြစ်သလားပြည်သူတိတိကျကျပြောလျင်ဖြည့်ရှင်းဖို့ရာလွယ်လိမ့်မည်ထို့သောသူဤတောင်မရောက်မြောက်မကြစကားမှာ လူတစ်ဖက်သား၏အသိဉာဏ်ကိုအစိုက်သိမ့်အောင်လှုပ်တင်နေတူ၏ထို့အခါမူလကစိတ်ချယုံကြည်၍တောင်းဝန်အနှင်းခဲ့သည်ဆိုသော လူကြီးသည်ဦးကြောင်ကြောင်ဖြစ်လာပြီးလျင်သူကမယိုးဖြောင့်တဲ့သူကိုအလွန်ယုံရှာတယ်ဖမ်းချုပ်လကွာလို့ဆိုတတ်သည်ယုံလိုက်သောလူကြီးကဒီလိုပြောလိုက်လျင်အလိုတော်ကြီးတို့သည်ပြပြတလဲဖြစ်လာစမြဲပင် မင်းလို့လိုက်မင်းကြိုက်ခါသာတော့ခင်နိုင် အလိုတော်ကြီးတို့လက်ချက်ဖြင့်အနန္တဒူရိယအမတ်သည်အသက်ခံခဲ့ရသည်ဆလေဥပုံညသည် ခွေးတေကဲ့သို့တေခဲ့ရသည်ထို့ကြောင့်မူလကယုံကြည်၍တာဝန်လွှဲအပ်ခြင်းခံရသူမှာဘူးမတိဘာမတိနှင့်ယုံသူရောက်လာရသည်တရားယုံမှုသည်မှာမိမိရှိမောက်၌စံချိန်ထွက်ဆိုချက်တို့ကိုမူတည်၍အဆုံးဖြတ်ပေးရသည်ကြီးဖြစ်သည် အရက်ထဲမှာလူတိုင်းပါဇက်ကပြောနေတာပဲဟူသောအချက်ကိုမူတီဆုံးဖြတ်ရသည်မဟုတ်ထို့ကြောင့်တရားရုံးတို့ကဥပဒေအတိုင်းစစ်ဆေးကြည့်သောအခါမရေမရာသောဂုံစကားကြောင့်အပြစ်ပေးဖို့ရာမဖြစ်နိုင်သည်ကိုတွေ့ရှိလာသည်ထို့ကြောင့်ဂုံချောခံရသူသည်လွတ်မြောက်လာတတ်သည်တောကတရားသူကြီးတို့သည်အဂတိတရား၄ပါးလိုက်စားတရားဆွဆွဲခံရတတ်သည်တရားသူကြီးမှတဆင့် ကယုတ်ကင်းလျှောက်သဘောဖြင့်ရှင်းနေရှိရလောကလည်းအပြစ်တင်ခံရတတ်သည်တပ်သေးတို့သည်လည်းပြည်သူကျင့်ဝတ်ချွတ်ယွင်းသည်ဟုအထင်ခံရတတ်သည်တပ်ဖန်ရဲအဖွဲ့သည်ပင်လည်းအမှုပေါ်အောင်မစစ်တမ်းဟုရှုံချခြင်းကိုခံရတတ်ပြန်သည်သို့တော်အမှန်မှာလူကြီးလို့သူကဂုံစကားကိုအခြေတည်၍ဆောင်ရွက်လာလျင်နောက်လိုက်ငဲသားဟုသည်ဘုရားဂရိကိုလိုက်စားမိတတ်သည် ဤအဒရိလိုက်စားသောအခါတရားသူကြီးရှိနေတတ်သည်ရဲသားအယက်သားဟုသမ ्या တို့ဤကျင့်ဝတ်တို့သည်ဖောက်လွဲဖောက်ပြန်ဖြစ်တတ်သည်သာများပေသည်အကြောင်းရင်းကိုစိစစ်လျင်ဘုံကောင်ဝင်၍နှောက်ရက်နေသည်ကို ျွန်တော်တို့နားလည်တတ်ဖို့လိုလေသည်ဤသို့အမှတ်မတင်သောအဖြစ်အပျက်တို့မှအစာပြု၍နိုင်ငံရေး policy ကိုကျိုးကန်ရသောအစိပ်ပိုင်းနှင့်နိုင်ငံရေး policy ကိုထမြောက်အောင် ဆောင်ရွက်ရသော မှုတမ်းရာတန်းအစိပ်ပိုင်းတို့သည်ယုံထင်ကြောင်ထင်ဖြစ်လာရသည်မိမိတို့လုပ်ငန်းတာဝန်ကိုမှန်မှန်လုပ်ဆောင်လိုသောစိတ်ဓာတ်ရှိသူတို့သည်ဂုံလောကထဲတွင်နေစရာထိုင်စရာမရှိဖြစ်လာသည် ထိုအခါထိုသူတို့သည်ဝေးရာသို့ရှဲကြစမြဲတည်းသို့တော်ဂုံးကောင်သည်ဤသို့လျင်နိုင်ငံရေးလောကနှင့်မှုတန်းယာတန်းလောကထဲ၌သာဝင်၍ရှုပ်ပွေနေသည်မဟုတ်သည်နိုင်ငံရေးသမားအချင်းချင်းတို့၏အရေးအယာ၌လည်းဝင်ရောက်ရှုပ်ပွေတတ်သေးသည်ထို့ကြောင့်နိုင်ငံရေးကိုတပါတီတဲ့အတူတူလုံနေကြစေကမူဂုံးစကားတို့ကြောင့်သူ့အစုငါအစုသူ့လူငါလူသူ့ကောင်းတောင်ငါကောင်းဆောင်ဟု၍ क्वे ပြားလာသည် ဂုံသမားကဆို၏ဒိုကောင်းဆောင်ကြီးကသူတော်ကောင်းကြီးဟိုကောင်းဆောင်ကခွေးတကောဟုဆို၏သူနှစ်ပင်ခေါင်းဆောင်အချင်းချင်းမိသူကကြောင်မီးတွေမိသူကထုံးမှု၍သူ့ဖြူငါမဲပြိုင်ဆိုင်လာကြသည်တစားတစားနဲ့နိုင်ငံရေးတဲ့တွင်နိုင်ငံရေးသမားတို့၏မယားများပါဝင်လာကြသောအခါ ထုတ်ပြန်ဆိုင်မှုသည်အတူတကွာအေးချမ်းစွာရှင်ပြရေးမျိုးမဟုတ်တော့ပဲသူပြုတ်ငါပြုတ်အတူတကွာပြုတ်စေသောစော်ပွဲကလော်ပွဲဖြစ်လာတတ်သည်ဤသည်တွင်မြေတိကောင်းဆောင်ကရစ်ထုတ်မြေတိကောင်းဆောင်ကလေးကောင်ခြင်းသမားမြေတိကောင်းဆောင်ကမျှာယူမြေတိကောင်းဆောင်ကလက်စားသည်ဟုသောဆွဆွဲချက်တို့သည်နိုင်ငံရေးသမားတို့၏ကြာစင်းမှုကိုဖန်တီးပေးလာသည် ကုန်းစကားကြောင့်နိုင်ငံရေးကြဆင်းလာပြန်တော့လေဂုံသမားကပဲစူလိုက်ပြန်သေးသည်လူတို့ကအတုံးမကြတော့နိုင်ငံရေးမှာဘလောက်ကောင်းအောင်လုပ်လို့မျက်နာမရခြေထောက်ရဖြစ်ရတော့တာပဲဤဂုံးကောင်ဤစကားကို အမှန်ဟုမှတ်၍နိုင်ငံရေးအသက်ထွက်အပ်နေနေရှိတော်သူတို့သည် အရက်သေးတွင်လဲ၍ဆဲကြပြန်သည် အမှန်မှာလူတို့ကို သူတို့ပဲနှီးပေးလမ်းပြလောက်ခဲ့သည် မဟုတ်လော ူတို့ကလူတို့တိုက်ပွဲဆို၍လူတို့ကတိုက်ရ၏သူတို့ကလူတို့ဆန္ဒပြပွဲဆို၍လူတို့ကဆန္ဒပြရ၏သူတို့ကတော်လှန်ရေးဆို၍လူတို့ကတော်လှန်၏သို့သောသူတို့လုံပုံမဟန်သဖြင့်လူတို့သည်သူတစ်ပါးဥဝင်စည်းစိမ်တို့ကိုကျူးကျော်ဖျက်ဆီးရေးကိုသာလျင်တက်မြောက်သည်ထို့ကြောင့်လူတို့သည်အဖြတ်သမားဖြစ်လာရသည်လူတို့သည်ဘယ်အထိဖြစ်လာသနည်းဟုဆိုသော ခေါင်းဆောင်မှုပေးနေသော၎င်းတို့၏ဆရာကိုပင်ဖျက်ဆီးလာလေသည်ထိုအခါကျမှနိုင်ငံရေးသမားဆိုသူတို့သည်လူတို့ကိုမှန်မဲရေရွတ်လာလေသည်။ပြည့်ဖြစ်တဲ့နှစ်မျိုးဖြစ်ရသည်ဟုဆိုသည်မှာအဘက်ကြောင့်နီးဂုံသမားကြောင့်ပင်ဖြစ်၏။ဤဂုံကောင်ကိုခေါင်းဆောင်မှုပေးနေသူတို့နိုင်အောင်မထိန်နိုင်သေးသေး၍ကာလပတ်လုံးနိုင်ငံရေးသည်တစ်ထက်စီတစ်ထက်စီရော့မှန်းမသိရော့ကြဖို့သာရှိသည်။ ဂျပန်ခေတ်သည်ကျွန်တော်တို့အားရာဇဝင်သင်ကန်းစာအမြောက်များပေးခဲ့၏ကျွန်တော်ဖို့ဆိုလျင်ကျွန်တော်သည်အခြေခံရာဇဝင်မျှသာသိသည်ထိုရာဇဝင်ဟူသည်မှာရှင်ဘီရင်တို့၏မယံငယ်များကိုတကောင်စင်းကောက်သောသဘောတာရှိ၏ဟုအောက်မေ့ခဲ့ဘူး၏ အထူးသဖြင့်ကျွန်တော်တို့၏ပါမောက္ခဖြစ်သူဒေါက်တာပီကော့ကရာဇဝင်ကိုထတ်ကျုခေါ်တခွဲဖန်ပြွန်နဲ့ထည့်၍စမ်းသပ်ကြည့်လျင်ရနိုင်မမလားဟုမေးတော့အခါရာဇဝင်ဟူသည်မှာတိတ်ပန်နည်းဖြင့်စမ်းသပ်၍မရနိုင်သောဒန်နာယီဟုပင်ထင်မှတ်ခဲ့သည်ဂျပန်ခေတ်သို့ရောက်သောအခါမှဂျပန်တို့သည်နှစ်ပေါင်း250စာရာဇဝင်သမိုင်းကို၄နှစ်ထဲနှင့်တင်ရိုးကုန်အောင်ကျွန်တော်တို့အားလက်တွေ့ပြခဲ့သည်ဟုကျွန်တော်သဘောပေါက်မိသည်ဂျပန်ခေတ်တွင်မင်းမဲ့ ိုင်းပြည်ခေမဟာသမရတင်မြောက်တော်ခေတကရိခေဗရေတရေခေပြည်တွင်စစ်ခေနေချက်ခေအရင်ရှင်ခေဖတ်စစ်ခေအနာရှင်ခေတော်လန်ရေးခေလူရုခေအစရှိသောခေမျိုးကိုတခွဲကန်းဖန်ပြွန်တဲ့နိုင်မြင်ရတဲ့ကဲ့သို့ကျွန်တော်တို့မြင်ခဲ့ရသည် ထို့ကြောင့်ဂျပန်ကပေးခဲ့သော သင်ခန်းစာကို ကျွန်တော်အမြဲလိုလိုပင်ရုတ်ဖက်တရေစဲမိပါသည် ထိုသင်္ကန်းစာအနက်အခုကာလလျောက်အရေးကြီးသောသင်္ကန်းစာမှာအခြားမဟုတ်ကျွန်တော်တို့ဂျပန်ခေတ်ကကရင်နဲ့မြန်မာပြည်ပကဖြစ်ဒီမှာခုံးစကားအကြောင်းပင်ဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်ဒီအချက်ကိုကျွန်တော်ဒီတက်တေတာတကားနဲ့တကွာရှေရှေဝေးဝေးပြဆိုနိုင်ပါသည်မြဝကျုံးပေါ်မြို့တစ်မြို့တွင်မြေအချိန်ကင်းဆောင်ရင်မိမိနဲ့မတည်သောကရင်မျိုးသားတဦးနှဦး၏အကြောင်းကိုအတင်းပြောရမှာကရင်မြန်မာတိုက်ပွဲကြီးတစ်ပွဲဖြစ်ပွားခဲ့သည်ကိုကျွန်တော်နေ့ရက်အချိန်နိုင်နေ့ တကွပြောနိုင်ပါ၏သို့သောကျွန်တော်ယခုရေးသားနေသည်မှာအတိတ်ကိုချေးကျောက်ရည်နူးသောသဘောနှင့်ရေးသားနေခြင်းမဟုတ်ယခုခေတ်၌နိုင်ငံရေးသည် ရှေ့ကနေစလျင်များစွာအိန္ဒိယရာဇပြုနေပြီ ။ဒီကဲ့သို့သောအခါမျိုးတွင်အတိတ်ခေတ်၌နိုင်ငံရေးသမားတို့ခုံးကောင်၏စက်ကွင်းမှလွတ်အောင်မယုံနိုင်တဲ့ကဲ့သို့ယခုလည်းမယုံနိုင်ဖြစ်နေပါလျင်ကျွန်တော်တို့၏ပြည်ထောင်စုကြီးသည် ရှင်းလင်းအတိုင်းပြိုကွဲရပါလိမ့်မည်။အကယ်၍နိုင်ငံရေးအင်တရီရလာသည်နှင့်အမျှနိုင်ငံရေးသမားတို့ကလည်း အဆိုပါခုံးကိုညီညာမြမြတိုက်ဖြတ်ကြပါလျင်မူကယနေ့အဖို့မိသူတို့မိမြပင်ကြွစီကြွစီစုနေကြစေကမူနတ်ဖြန်ကရောက်လျင် ပြည်တော်စုကြီးသည်မုတ်ချကလုံးတခဲကြီးဖြစ်လာနိုင်စရာအကြောင်းရှိသည်ဤသည်ကိုရည်ရွယ်ရရင်းနေခြင်းဖြစ်လျာနိုင်ငံရေးသမားနှင့်ဂေါ်ဝအကြောင်းကို အခါရမှာတက်တဲ့တာရကနှင့်ပြ၍မရေးပရစေနှင့်တော့ ယခုကျွန်တော်ရေဘူးရဖြစ်တဲ့ပြတ်တက်သောသဘောကိုပြောကများနေပင်လျင်လောကဟိတသဘောတရား၌အကျုံးဝင်သည့်နိုင်ငံရေးကိုဆောင်ရွက်နေသူတို့သည်သဘောပေါက်တော်မူကြပါကုန်ဟုဆောင်စေပြပန်ထွာဥတင်လိုပါသည်အဆောင်ထိနားစစ်ပေးခဲ့ကြတဲ့အတွက်အင်ပြလန်းပရိသတ်များကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အရေးတော်ပုံမောက်ချအောင်ရမည်။